Yeah. ဒီဖြစ်ပျက်လေးကတော့2022ခုနှစ်ဒီဇင်ဘာလရန်ကုန်မြို့နဲ့တိတ်မဝေးတဲ့မြို့လေးတစ်မြို့ရဲ့အထူးကုစေကူကန်တစ်ခုမှာဖြစ်ပျက်ခဲ့တာပါလုံခြုံရေးအခြေအနေအရဆေးရုံနံမီတော့မပြောပြတော့ပါဘူးနော်ကျမရဲ့မိမေဆေးရုံတက်စဉ်ကြုံတွေ့ခဲ့ရတဲ့ကိုတွေ့ဖြစ်ရမှန်းမှာကျမအတက်ရွယ်က90ကျော်ပါပြီဒါကြောင့်ပရလောကနဲ့ကြုံရတဲ့အတွေ့အကြုံတွေရှိတော့ကျမကမကြောက်တတ်ပါဘူးလန့်တော့လန့်တတ်ပါတယ်မိမိနေရတဲ့အခန်းကအခန်းနံပါတ်901ပါဆေးရုံရဲ့9လောက်မှာရှိပါအခန်းအရှိရှောက်လမ်းရဲ့တစ်ဖက်မှာဓာတ်လေကားနှစ်ဆင်းရှိပါတယ်ဓာတ်လေကားကတက်လိုက်တာနဲ့မျက်နှာချင်းဆိုင်က 901အခန်းမှာဘေးကလေးအခန်းကတော့တူနာပြူအခန်းတွေပါကျန်တဲ့အခန်းတွေက901နဲ့ဝေးပါတယ်ရှောက်လန်းအတိုင်းရှက်ရှောက်သွားရပါတယ်ပထမဆုံးစတွေ့တဲ့အစနှုတ်ဆက်ပုံလေးကတကားလာခောက်တော့ပါဆေးရုံမှာမကြာခဏတူနာပြူတွေလာတတ်တော့ကျမကတကားကိုလော့ချမထားပါဘူးတကားခောက်တန်ကြတော့ကျမထားမကြည့်ပါဘူးတူနာပြူဝင်လာမယ်လို့ထင်လိုက်တော့ပါဝင်မလာတော့မှအပြင်ကိုဖြွင့်ကြည့်လိုက်တော့ရှောက်လန်းတစ်ချောင်းလုံးလူတစ်ယောက်မှရှိမနေပါဘူးကျမလည်းငါနားကြမသလားဆိုပြီးဒီတိုင်းနေလိုက်ပါတယ် ကျွန်မတို့စီကိုဧည့်တယ်လည်းမလားပါဘူးဒီမြို့မှာလည်းအတိတယောက်မှမရှိပါဘူးပြောရရင်ကျွန်မဧည့်တယ်မရှိမင်းမင်းနဲ့ကျွန်မနှစ်ယောက်တည်းနေရတာပါညနေကျတော့ရေချိုးခန်းကရေတံကြားလိုက်ရပါတယ်ကျွန်မနည်းနည်းတော့တန်တရားဖြစ်လာပါပြီညကျတော့တကားခောက်တန်ကြားရပြန်ရောကျွန်မတိလိုက်ပါပြီဒီစေးုံမှာတရေချောက်နေပြီဆိုတော့ပေါ့ဒုတိယနေ့မှာတော့ကျွန်မအိန္ဒာဝင်ချိန်အခန်းတကားလုံးကိုချလိုက်ပါတယ်အိန္ဒာကိုတော့တကားမပိတ်ဘဲဝင်လိုက်ပါတယ်မင်းမင်းကတယောက်တည်းဆိုတော့အိန္ဒာတွေကနေလမ်းပြီးစကားပြောနေတာပါ ဲ့မှာမပိတ်ထားတဲ့အိမ်သာတကားကအလိုလိုပိတ်သွားရော ကျွန်မစက်ကနေလန့်သွားပြီးတကားဘူးကိုလှည့်တာလုံးဝဖိမရတော့ပါဘူးဟာဒုက္ခပဲဖုံးလဲကင်မလာမိဘူးပေါ့ကျွန်မဇောချွေနေနေပြန်နေပါပြီတကားကတိတ်မကောင်းပါဘူး PVC တကားပါနောက်ဆုံးငါ့ကိုလုံးနဲ့တိုက်ဖွင့်မယ်ပေါ့တကားဘူးရောဆိုလဲရောမယ်ဆိုပြီးကိုလုံးနဲ့တိုက်မယ်အလုံးမှာတကားကပြန်ဖွင့်သွားပါရောအဲ့လိုနဲ့တက်တရနေ့အကိုနဲ့ရောင်းမကလာလေကြပါလေရောင်းမကအိမ်သာထဲဝင်သွားတာကျွန်မစိတ်မချလို့အခြေအနေစောင့်ကြည့်နေတာ ခဏကြာတော့ရောင်းမကတကားကိုအတင်းဆောင်တွန်းနေရကျမကမတ်ဝါမတ်ဝါတကားဖွင့်မရလားလားဆိုပြီးမေးတော့မှဟုတ်တယ်ဟုတ်တယ်ဆိုပြီးသူကလည်းလန့်နေပါပြီကျမတကားကိုကန်ယုံလေးပဲရှိသေးတယ်တကားကအလွယ်တကူပွင့်တော့ပါလေကိုကိုကကျမငယ်ငယ်တည်းကတရေအရန်ကြောက်တတ်တာမို့ကျမမပြောပဲထားလိုက်ပါလေအဲ့နေညနေကြတော့မိမိကမေးပါလေတမီးဘဲကမိမလာလာလေတဲ့ကျမကဘယ်မှာလဲမိမိဘယ်သူမှမလာပါဘူးဆိုတော့ပုံမှန်လေးမိမိကိုရက်ကြည့်နေတယ်တဲ့အဲ့မိမကပြောတယ်တဲ့ငိုချင်လိုက်တာလို့ပြောတယ်တဲ့ ဒီလိုနဲ့လေးရမြောင်းနေဒီညတော့ကျမမျိုးသားကမနေ့ရုံးပိတ်တယ်ဆိုပြီးဆေးရုံမှာလာအိပ်ပေးပါတယ်။ည7:00နာရီလောက်ကြတော့တကားလာခောက်တာအတန်ကတော်တော်ကျဲပါတယ်။သူကတကားဖွင့်ဖို့ထတာကျမကထမကြည့်နဲ့အဲ့ဒါတရေလို့ပြောတာ။ तू ကမယုံပါဘူး။ तू ကထကြည့်ပါလေ။ထကြည့်တော့လူတစ်ယောက်မှရှိမနေပါဘူး။အဲ့နေမိုးလင်းကနေမှတော့အစိုးရအောင်ခြောက်တော့ပါပဲ။မိမိကအချင်းနေတိတ်မကောင်းပါဘူး။စကားလာပြောနိုင်တာလူကလုံးဝမလုံနိုင်တော့ပါဘူး။အဲလေးရမြောင်းနေညမှာကျမကဆိုပါကုန်ပေါ်မှာအိပ်ပါတယ်။ အမျိုးသားကအမေကလေးကိုအောက်နားမှာအိတ်နေရပါကျမနားထဲမှာပုတ်ကနေပစ္စည်းကြလန်ကြားရပြီးတော့လက်လုံးတော့ပါတယ်ထားကြည့်လိုက်တော့ကျမတော်တော်ထိတ်လန့်သွားပါတယ်လုံးဝကိုမလုံနိုင်နဲ့မိမိခေါင်းအောက်ကခေါင်းကအောက်ကိုပြစ်ချလိုက်သလိုဖြစ်ပြီးပြုတ်ကျလာတော့ပါပိုဆိုးတာကဆင်းရုံကလေးဆိုတာဘေးကအထင်းတန်းတွေကအလွယ်ပြုတ်ကြပါဦးအဲ့ဘေးကအကာတန်းကြီးကပြုတ်ကျနေတာကိုမြင်လိုက်ရတယ်ငားရဲ့မြောင်နဲ့မိုးလင်းတာနဲ့ဆင်းရုံဆင်းမို့လှုပ်တော့တာပဲမိမိအခြေအနေကလည်းမကောင်းလက်တစ်ခုလုံးလဲတွေးချောရှာမရလို့ညုံမဲနေပါပြီ ်ဆရာဝန်တွေကလည်းဘာမှလုံးမပေးနိုင်တော့ပါဘူးလော်ဂျာဆေးရုံမှာအဆောင်လဲတာဆိုပြီးမအမေကိုခေါ်ထားမှဖြစ်ဆိုပြီးတော့ချက်ချင်းဆေးရုံကနေပြန်ဆင်းခဲ့ပါတယ်အင်ပြန်ရောက်ပြီး2023ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတော့မမေကဆုံးမသွားခဲ့ပါတယ်အင်းတွေကကြုံတွေ့ခဲ့ရတဲ့ဆေးရုံပေါ်ကတရေမကတော့ဒီနေ့အချိန်မမေ့နိုင်အောင်ဖြစ်ခဲ့ရပါတယ်အာစီဒူဆောင်ကတရေချောက်ခံရတဲ့အမှတ်တရလေးကိုပြောပြချင်ပါတယ်။ကိုရီးယားတော့ဝတ္ထုတွေမှာပါတဲ့နာမည်ကျော်အာစီဒူမှနေရမယ်ဆိုတော့ပြောတာပေါ့လေ။ဇလန်ကအခုမှစမှာပါ။ အဆောင်မစရောက်ကလေးကကြောထဲမှာချမ်းစိတ်စိတ်ညီအဆောင်တွေကအရှိတောင်အာစကျွန်းစေပြိုင်ပွဲတုန်းကစားလျှောက်တာလို့ကြားရပါတယ်ကိုကခန်းကအလေလီကားကတက်ရင်ဒုတိယတက်အဆုံနာကဘေးမှာရေချိုးခန်းပြည့်ကြီးရှိပါတယ်အပင်တွေကလည်းပေါ့ဆိုတော့ညဘက်ဆိုရင်အပင်ပေါ်ကနေဘုတ်ဘုတ်ဆိုတဲ့အတန်တွေကြားနေရပါတယ်ဒီကြားထဲမှာတခြားသူတွေရဲ့တို့လို့တို့လို့အတန်တွေလည်းကြားထားပေမဲ့ကိုတိုင်းမကြုံဘူးလေတော့တိတ်မကြောက်ပါဘူးအဲ့တော့ကအာစီ2ကအဆောင်တွေမှာ တယောက်တခန်းထားတော့ကျောင်းလူတွေရဲ့ဘာညာဘာညာအတန်တွေကလည်းကြားတော့ဟော့ဂျူတာတွေကတငယ်ချင်းအခန်းမှာအိတ်ခွင်ပေးပါတယ်။တရက်ဆောင်မေးပဲနီးတော့အလေလေကားနာကတငယ်ချင်းရဲ့အခန်းမှာစာတော်မင်းမပြန်ရဲတော့လို့အဲ့ခန်းမှာပဲအိတ်လိုက်ပါတယ်။ဂရင်တွေကတယောက်ဂရင်တွေဆိုတော့မဆန့်တာနဲ့အောက်မှာမွေးရခင်ပြီးအိတ်ကြရောအဲ့တငယ်ချင်းကအခန်းကိုဗီဒင်းပေါက်တကားတွေရောဝရန်တာတွေရောအကုန်ပိတ်ထားတော့နင်၄နှစ်လုံးအဲ့လိုဆိုရင်ယောဂရရလိမ့်မယ်နော်တကားတွေဖွင့်ထားပါလားဆိုတော့တကယ်ချင်းကငါအခန်းကြောင်ငါပဲတည်ရ ာနေတတ်ပါတယ်ဆိုလို့တခြားထွေရလေးပါပြောနေကြပါတယ်သူ့ရဲ့ခံပေးရဲ့အဆောင်ကနမ်းမီကျော်အောက်ထပ်ရေချိုးခန်းကနေမော့ကြည့်ရင်နီနီကြီးမြင်ရတယ်ဆိုတဲ့အခန်းဆိုတော့သူလည်းကြောက်လို့နေမှာပေါ့လို့ထင်ပါတယ်ကိုအချောက်ခံရတဲ့ညကအခန်းတုံးခန်းဆက်တိုက် အချောက်ခံရတာပါပထမခန်းမှာချောက်ခံရတဲ့ဖြစ်ပျက်လေးပြောပြပါမယ်တကယ်ချင်းကညစနေနာရီထိုးကနေအိမ်နာထထသွားတော့ချိုးခန်းနဲ့လမ်းလျှောက်တန်လည်းမကြပဲဘုံမှန်ကောင်းကိုဖွင့်နေတဲ့အတန်တွေရေပန်းနေတဲ့အတန်တွေကြားရတယ်ဘလို့မှပြိမ့်မရတဲ့အဆုံးဟော့ဂျူတာတောခုံနေတဲ့အချိန်ဒုတိယခန်းမှာက ခုနကကိုတွားအိတ်တဲ့အခန်းရဲ့ဘေးလေကားဘေးကအခန်းကတငယ်ချင်းက၄တန်းမှာဖုံးပြောပြီးပြန်ဆင်းလာတော့ဆက်နနာရီထိုးနေပြီလူခန်းဘော်ကအိတ်တွားလို့ကိုရီတကားကိုလာခောက်ပြီးနိုးခိုင်းတဲ့အချိန်သူကလေကားထိပ်မှာပါတိတ်ဝမ်းဆက်နဲ့ဝါဝါကြီးကိုမြင်လာခဲ့တယ်လို့ပြောပါတယ်အဲ့လိုနဲ့တတိယခန်းကတော့ကိုရီနေတဲ့အခန်းမှာခုနကတငယ်ချင်းကတူခတ်တဲ့တူဝင်တွားတဲ့အချိန်ကိုရီလည်းလဲပြီးတော့စကားပြောနေတာပေါ့အဲ့ခန်းမေးကခုနကရေချူခန်းကမော့ကြည့်ရင်မြင်ရတယ်ဆိုတဲ့အခန်းကဂရင်အဟောင်းခုံအဟောင်းတွေထားတဲ့အခန်းမှာ နှစ်ပေါင်းဆယ်ကြီးနေတဲ့အဆောင်တွေမှာမတုံးတဲ့အခန်းတွေတကားတွေကကြက်နေတတ်ပါလေဒါပေမဲ့အဲ့အချိန်ကလေလဲမတိုက်ဖဲနဲ့ဝရန်တာကတကားကလူတွန်းသလိုကျွတ်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 နဲ့တွန်းခွင့်နေတဲ့အတန်တွေကိုကြားနေရပါတယ်အဲ့ဒါနဲ့ကိုတွေကလည်းကြွက်နေမှာပေါ့လို့စိတ်ဖြည်ပြီးတွေးလိုက်ပါတယ်အဲ့အဆောင်တွေမှာဝရန်တာတွေကတခန်းစီမှာအခန်းကန်တယ်လို့အင်္ဂလိပ်တွေနဲ့ပိတ်ထားတော့ဝရန်တာကရှောက်လန်းမရှိပါဘူးဒါပေမဲ့အဲ့ဝရန်တာကနေကိုတွေအခန်းကိုလမ်းလျှောက်လာတဲ့ဖနက်တန်တစ်ဖက်ကိုကြားနေရပါတယ်တတိကဲတွေကလည်းဆောင်းကောင်းဝင်ချုံပြီး တန်မုတ်နေတော့မရတော့တဲ့အထိပါပဲအဲ့အချိန်မှာဂရင်မုံခြေဆောင်တက်တဲ့အတန်တက်ဆိုးတဲ့ဝုန်းကလေးဆိုတဲ့အတန်ကြီးကိုကြားလိုက်ရတဲ့အပြင်စားအုပ်တွေကိုပါပြစ်ချထားတဲ့အတန်တွေရောကြားနေရတာစုံနေပါလေအကုန်ငြိမ်သွားတော့ကိုယ်တွေလည်းမျက်လုံးဖွင့်ကြည့်တာဘုရားဆောင်ကထမင်းနှမ်းအောက်မှာမောက်ရက်လေးအဲ့ဒါနဲ့မနေရတော့ပဲတခြားတငယ်ချင်းခန်းကိုတွားအိတ်တာတော့အဲ့ခန်းအောက်မှာခွေးရတညလုံးဦးနေပါတယ်နောက်မှတငယ်ချင်းတွေလည်းပြန်ပြောကြရင် သူတို့လည်းအချောက်ခံရတယ်ဆိုတဲ့အကြောင်းတွေရောဆ iam မတွေပါမကြမ်းအချောက်ခံရတယ်ဆိုတာတွေရောသိရပါတယ်ဆ iam မတယောက်ဆိုရေချိုးရင်းမိပြက်လို့အဲ့လီကားထိန်သားမှာထိုင်နေတာသူ့ဘေးကိုစကားလာပြောတော့တခြားဆ iam မထင်လို့ပြန်ပြောနေတာမိပြန်လာတော့သူ့ဘေးမှာဘာမှမရှိဘူးတဲ့နိုင်ငံချင်းတယောက်ဆိုရေချိုးကန်းထဲမှာမျက်နှာတည့်ရင်ခေါင်းမပါတာတွေ့တာတွေရောအကုန်ကြောင်းသွားနေတဲ့အချိန်အဆောင်မှာတယောက်တည်းကြံခဲ့လို့ဆ iam မတွေ့လို့နှုတ်ဆက်ဖို့လိုက်သွားရင်တော့ပိတ်ထားတဲ့အခန်းထဲဝင်သွားတာတွေရောနိုင်ငံချင်းတယောက်ဆိုညဘက်မှာစာချက်တာ လူစားချက်တိုင်းကော်ရီတာမှာခေါထုတ်ခေါက်ပြန်လမ်းလျှောက်နေတဲ့ခြေတန်းကိုနေတိုင်းကြားတယ်ဆိုတဲ့အကြောင်းတွေရောတရက်လူစားချက်ရင်အိမ်ငိုက်သွားတာဇက်ပိုးကိုအုပ်ချလိုက်တာတဲ့တကယ်ချင်းတယောက်ဆိုအိမ်ရင်ခြေနှောင်ကိုစီးချအိတ်တာလူစီးချတဲ့အချိန်တရဲကခြေနှောင်ထဲရောက်နေတော့ပြန်ထွက်လို့မရတော့လို့သူ့ကိုလေပင်ညစ်တာတညလုံးသူ့ခမားတရဲနဲ့နပန်းလုံးနေရပါတယ်တဲ့အဲ့တုန်းကတရဲချောက်ခံခဲ့ရလို့အရန်ချောက်ခဲ့ရပေမဲ့အခုတော့တက္ကသိုလ်ကျောင်းသူဘဝကိုပြန်လွမ်းနေရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့တစီကမားတယောက်ပြပြထားတဲ့အဖြစ်အမှန်ကိုတွေ့ဇလန်လေးကိုပြပြချင်ပါတယ်အဖြစ်ပြက်ကတော့2019ညဘက်တစီမောင်းတော့ကပေါ့ဗျအဲ့ဒီတုန်းကညဘက်7နာရီခွဲလောက်မေတော်ဝီဆေးရုံကိုခီးတဲ့ပို့ပြီးအပြန်ဆေးရုံဆေးကတမင်းကျော်နဲ့အမဲကျော်ပါဆယ်ဝယ်ပြီးအင်ပြန်မယ်ဆိုပြီးတော့မင်္ဂလာလုံးမျိုးရဲ့နိုင်မကြီးလေးစိတ်ဘေးလန်းကနေပြန်လာတာပေါ့လမ်းကြတော့အပေါ့တော့ကျင်တာနဲ့ဗန်နာဘင်အောက်ကားလေးရက်ပြီးအပေါ့ဆင်းသွားပါတယ်ပြန်တက်လိုက်တော့ကားဆက်ကနိုးလို့မရတော့ပါဘူးအဲ့လမ်းကညဆို9နာရီကျော်ရင်ဘယ်သူမှတော်ရုံမဖြတ်ရဲကြတဲ့လမ်း တယောက်တည်းကားလည်းမပြင်းတဲ့နောက်ကျရင်မမောင်းခိုင်းမှဆိုလို့အိမ်ကိုလည်းဖုံးဆက်မပြောရဲခဲ့ပါဘူးတယောက်တည်းတိုင်နေပတ်နေခဲ့တာပေါ့ကာဗွန်နက်ဖုံးကိုဖွင့်ပြီးတော့ရှောက်ကြည့်နေတာဘာမှလည်းမတွေ့ဘူးဒါနဲ့ကားလည်းကြီးတော့ဖွတ်ထားတဲ့ရက်တစ်ပိုင်းတွေ့လို့တောက်နေလိုက်တယ်ကားထဲမှာထိုင်ကြည့်နေတော့ကိုသတိမထားမိတဲ့အချိန်လူတစ်ယောက်ကကို့နားကိုလာကပ်ပြီးကြည်လာပါတယ်ပြီးတော့ကားထဲကအမဲကျော်နဲ့ထမင်းကိုယူဖို့လှုပ်တာပေါ့ကားထဲကဖျားဆင်းမှုတော့ကြောင့်လားတော့မတည်ဘူးနိုင်မရဘူးဗျပြီးတော့တစ်ပင်ပေါ်တက်သွားရောသူ့ကိုမြင်လိုက်ပေမဲ့တေချာစိတ်ထဲမှာမထားမိလိုက်ပါဘူး အရက်တော့ပြီးစိတ်ညစ်နေတော့အဲ့ဒီဘန်နာပင်ပေါ်ကနေဆင်းလာပြီးကိုဘေးလာရက်တယ်မင်းဒီနားမှာတေးလိုက်ပါလားတဲ့အဲ့လိုကြီးလာပြောရောအဲ့ချိန်မှာသူ့ကိုကြည့်လိုက်တော့ပစိုးကတူတူအင်ဂျီကမပါဘူးကရုံးစပင်နဲ့မျက်နှာကလည်းမမြင်ရဘူးကိုထက်6လက်မှ9လက်မလောက်ပြုမယ်ထင်ပါတယ်တကူလုံးကလည်းမဲတူးနေတာပဲကိုကပြောပြီးအပင်မော်တက်တော်လို့ကြည့်နေလိုက်တာအောင်းမဲသူကပုံမှန်လမ်းလျှောက်တယ်လို့အပင်မော်တက်တော်လိုက်တာများ ငါများလင်းမင်မကိုက်လို့ရှောက်မြင်လာလားဆိုပြီးထတ်တော့တော့ခုနကလိုအပင်ပေါ်ကနေလမ်းလျှောက်တယ်လို့ဆင်းလာပြီးဒေါရတန်ကြီးနဲ့မင်းဒီမှာပဲတေးလိုက်ပါလားလို့ထပ်ပြောပြန်ရောအဲ့မှာကိုကအရေလေးရလဲဝင်သွားပြီဆိုတော့အင်ကြီးဆွဲကြွပြီးသူနဲ့ထိုးတာပေါ့ပုံမှန်လူနဲ့ထိုးသလိုပါပဲကိုလဲထိတာပဲသူလဲထိပါလေကောင်းတာတစ်ခုကမောင်းရင်အနားတောင်းလို့ရတယ်ကိုမောင်းရင်ခဏနားမယ်ကွာဆိုသူကမနာပေးပါလေသူမောလို့နားကျင်ရင်အတန်အကွဲကွဲကြီးနဲ့နားမယ်လို့ပြောပါလေကိုနားတဲ့ခါကျတော့အောက်မှာထိုင်နားပါလေ တို့ကြတော့အပင်ပေါ်မှာလမ်းလျှောက်တက်နာအမောပြင်းထိုးလိုက်နဲ့ညစရနာရီကျော်လောက်ခရေကထိုးတာတတိယလို့နာရီကြီးတော့တုံးနာရီထိုးနေပါပြီအဲ့ဒီတော့လူကလည်းတော်တော်ပြိုင်းနေပြီပေါ့မဖြစ်တော့ဘူးဆိုပြီးအိမ်ကိုဖုံးဆက်ခေါ်တော့အိမ်ကအဖေရဲ့ဦးလေးရဲ့အကြီးကောင်ရဲ့ကားနဲ့လိုက်လာကြပါလေဦးလေးကဖခင်တရားဓမ္မသူတို့ရောက်လို့ဦးလေးကကားပေါ်တက်ပြီးဆက်နိုးတော့ချက်ချင်းဝေါကနဲ့နိုးသွားရောဦးလေးကဒီလမ်းအကြောင်းကောင်းကောင်းသိတော့ဖခင်ကားပေါ်တက်ဆိုတော့အပင်မမော့ကြည့်မိနေတဲ့အမေအပေါ်မှာတရေကဆောင်းဆောင်ကြီးထိုင်လို့ အဲ့ဒါနဲ့ကားပေါ်တဲ့အိမ်ရောက်တော့ကားပြက်တာပါညာရှောက်လိုက်တာပေါ့မင်းကမိမကအဝစားလဲခိုင်းလို့စွကြဲကိုချွတ်ပေးလိုက်တာစွကြဲကိုတူးလက်နဲ့ညက်တာတော့ချွေးတွေကရေခွက်တစ်ဝက်လောက်ရတယ်ဆိုပြီးအမေကိုပြောပြနေပါတယ်။ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ပေါ့ဒီเจ้าကိုအမေကအတင်းမေးတော့ပြောပြရင်းနဲ့ဗိုက်ဆာလာလို့ထမင်းကြော်နဲ့အမဲကြော်လေးဖြန့်စားလိုက်တာအဲ့အချိန်မှာပဲအမေကပရိတ်ရည်တွေနဲ့ပက်တာများထမင်းတွေတော့ပရိတ်ရည်တွေဝင်ကုန်ပါတယ်။ဒါလေးကတော့တစီဓမ္မကြုံတွေ့ကြရတယ်ကိုတွေ့ဖြစ်ပြန်လေးဖြစ်ပါတယ်။ အဆုံးထိ live ပါနားဆင်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့တရားစက်လမ်းတွေနဲ့ပြန်လာခဲ့အောင်ပါမို့ channel လေးကို like and subscribe မလုပ်ရရင်လုပ်ထားပေးကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာ